သိပ္ပံပညာရှင်တွေကဖန်တီးမှုတွေအများကြီးတွေဖန်တီးပြီးတော့သူတို့ဒီကမ္ဘာမှာအချမ်းအသာဆုံး list တွေပါပြီးပါဝါတဲ့လူတွေအများကြီးရှိတယ်။ဒါပေမဲ့နီကိုလတ်တက်စလာဆိုတဲ့သိပ္ပံပညာရှင်သူ့ဘဝမှာဖန်တီးမှုပေါင်း300ကျော်ကိုဖန်တီးပြီးတော့နောက်ဆုံးစားစရာတော့မရှိဘဲနဲ့တေသွားတဲ့အခြေအနေတွေဖြစ်သွားတယ်။သူကဘာလို့လဲဘာဖြစ်လို့အဲ့လောက်တောင်ဖြစ်တာလဲဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်။ နီကိုလာတက်စလာကို1856ဇူလိုင်လ10ရက်နေ့မှာခရိုအေးရှားဆိုတဲ့နိုင်ငံမှာမွေးဖွားခဲ့တယ်။ နီကိုလက်တက်စလာရဲ့အဖေကခရီးရန်ဘုံကြီးတယောက်နီကိုလက်တက်စလာမှာအကူတယောက်ရှိတယ်ညီမသုံးယောက်ရှိတယ်သူငယ်စဉ်ခါတော့သူ့အကူနဲ့ပဲအမြဲတမ်းကစားလေးရှိတယ်ဂိမ်းသွားဆော့တယ်ငါဖတ်တယ်အဲ့လိုမျိုးကစားလေးရှိတယ်နီကိုလက်တက်စလာရဲ့အသက်9နှစ်အရွယ်မှာသူ့အကူမြင်းစီနေနေမြင်းပေါ်ကပြုတ်ကျပြီးတော့တေသွားတယ်အဲ့နောက်ပိုင်းမှာနီကိုလက်တက်စလာရဲ့အဖေကသူခရစ်ယာန်ဘုံကြီးဆိုတော့တနေရာနဲ့တနေရာပြောင်းသွားတယ်ဆိုတော့နောက်တနေရာပြောင်းသွားပြီးတော့အဲ့နိုင်ငံမှာရှိခရိရှားနိုင်ငံမှာရှိတယ်မြို့နယ်တခြားမြို့နယ်ကိုပြောင်းသွားတယ်ပြောင်းသွားပြီးတော့သူကအမှကျောင်းစတက်တယ်နီကိုလက်တက်စလာအဲ့မှကျောင်းတက်ရင်ငငယ်တော့ကသူအရန်ကိုစတော့တဲ့ကျောင်းသားတယောက် ဗျာ topper လို့တော့ပြောလို့ရတယ်အယောင်စာတော်တယ်သူတက်တဲ့ language ပေါ့ကွာကိုးကူတက်တယ် language ကိုးကူတက်တယ်ဆိုတာနဲတဲ့ကိစ္စမဖြစ်ဘူး language ဆိုတာဘာသာစကားဗျာဘာသာစကားကိုးကူတော်တက်တယ် Nikola Tesla ပြီးနောက်တစ်ခုကသူအဲ့ရနေပြီးတော့ Austria ကိုရောက်သွားတယ် Austria ရဲ့ Polytechnic မှာသူကျောင်းတက်တယ်အဲ့ polytechnic မှာသူတက်နေနေမှာဘာဖြစ်လဲလို့ပြည်ဆိုသူတို့ကြောင်းဝဆရာအဲ့အချိန်မှာ DC dynamo ကြောင်းကိုရှင်းပြနေတယ်ရှင်းပြနေတဲ့အချိန်မှာသူကတခုစဉ်းစားမိသွားတယ် သူ့ဆရာကိုလှမ်းပေးတယ် DC Dynamo ကနေပြီးတော့ AC DC ကိုဖြုတ်ပြီးတော့ဗျာ AC ကျွန်တော်တို့သုံးနေဆိုရင် alternative current direct current မဟုတ်ဘဲနဲ့ကျွန်တော်အခုလက်ရှိသုံးနေတဲ့ alternative current သုံးနေဆိုရင်ကျွန်တော်တို့အနေနဲ့ပိုကောင်းတယ်မဟုတ်လားဆိုပြီးဆရာအောင်မေးတယ်ဆရာကအဲ့ဒီအချိန်မှာ member set ပိတ်ထားစမ်းဆိုပြီးတော့ကျွန်တော်တို့ဒီလှောင်တဲ့ပုံစံမျိုးပဲသူကမတိတ်အတန်းလဲမှာမတိတ်ရပြီးထားမေးလိုက်တာဆိုဆရာအဲ့ဒီအချိန်မှာသူလှောင်တဲ့ပုံစံမျိုးတွေ AC motor ကိုမင်းကဖန်တီးမှလားဘာညာနဲ့မင်းကဖျားလားဘာညာသူစလိုက်တယ်အဲ့လိုစလိုက်တဲ့အချိန်မှာတခန်းလုံးကဝိုင်းမိရှိကြတယ်ဆိုတော့အဲ့ဒီအချိန်မှာ Nikola Tesla တော်တော်ကြီးအဆက်ကွဲပါတယ်ကျွန်တော်တို့ဘုရားမှာဗျာကျွန်တော်တို့ဒီဟာ ဒုက္ခရောက်တဲ့အခါမျိုးတွေကျွန်တော်တို့အချက်ွဲတဲ့အခါမျိုးတွေဘယ်တော့မှမမေ့ဘူးကျွန်တော်တို့ဒါဒုက္ခရောက်တာနဲ့အချက်ွဲတာနဲ့ကမတူဘူးဗျာလမ်းဘေးမှာကျွန်တော်တို့ပြုတ်ကျသွားတဲ့အခါမှာလူတွေကလုံးဝိုင်းရီတယ်ဆိုရင်ဒါကျွန်တော်တို့အချက်ွဲတာအဲ့အချက်ွဲဆိုနောက်တစ်ခါအိုင်းနာမှာကျွန်တော်တတလုံးပြုတ်မချရတော့ဘူးဆိုလူဆိုအလောက်အမှတ်တဲကြီးရှိတယ်ဒုက္ခရောက်တာနဲ့အချက်ွဲတာနဲ့ဆိုရင်အချက်ွဲတာကိုကျွန်တော်တို့ပို့ပြီးတော့အမှတ်တဲကြီးရှိတယ် အဲ့ချိန်မှာနီကိုလက်တက်စလာသူဆုံးဖြတ်လိုက်တာငါဘွားမှာ AC ကားတော်ကရောင်းဖန်တီးပြီဆိုသူစိတ်သက်တွေပြင်းထန်လာတယ်။သူចောင်းတက်တော့မှာပဲသူအဲ့လိုမျိုးចောင်းတက်နေရင်လည်းဘာဆက်ဖြစ်လဲလို့မြင်ဆိုလောင်းကစားပိုင်းကိုသူချောက်သွားတယ်။လောင်းကစားကိုဆွဲလန်းပြီးတော့မှသူចောင်းဆက်မတက်နိုင်တော့ပဲနဲ့သူလုံးဝចောင်းထွက်လိုက်ရတဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်။အဲ့ចောင်းထွက်ပြီးတော့သူဖုန်းကုမ္ပဏီတခုမှလွတ်လွတ်တယ်။ဖုန်းကုမ္ပဏီမှာသူလုံးဝတဲ့ပုံစံပါလဲလို့မြင်ဆိုဒီအလုတ်ကျန်းပုံစံမျိုးပေါ့ဗျာ။ကျွန်တော်ဒီတာဝါတိုင်းနေဟိုးပုံတက်ပြီးတော့ဒီဆက်သွယ်ရေးပုံစံမျိုးတွေသွားကြည့်ရမျိုး။ဒါပေမဲ့သူအင်ဂျင်နီယာတော့မဟုတ်ဘူးဗျာ။ဒါပေမဲ့အဲ့လိုမျိုးတွေသွားကြည့်ရတဲ့အပေါ်မှာသူအဲ့လိုမျိုးတွေအလုတ်ကျန်းနေလို့တယ်။ ဟိုတဖြည်းဖြည်းနဲ့ तू อ่ะအဲ့အလုပ်ကိုလည်းလုပ်တယ် तू ဝါသနာပါတဲ့ဒီ AC ကားတောင်လည်းဖန်တီးဖို့ तू laboratory ရေမြဲသွားတယ်တခွဲကနေမြဲသွားတယ်အဲ့လိုတခွဲကနေသွားနေနေမှာတဆင်ပါ Thomas Edison နဲ့ तू စတွေ့ပါတယ်ဒါပေမဲ့ Thomas Edison ကြောင့်ကျွန်တော်တို့တက်ကြည့်မယ်ဆို Thomas Edison ကြောင့်လည်းကျွန်တော်ပြောပြခဲ့ပါသေးတယ်အဲ့ဒါဟိုးအရင်တော့ဗီဒီယိုမှာကျွန်တော်ပြောပြခဲ့ပါသေးတယ်ဒီ Nikola Tesla အကြောင်းလည်းကျွန်တော်ဟိုးအရင်တော့ဗီဒီယိုမှာပြောပြခဲ့ပါသေးတယ်ကျွန်တော်ပြန်တောင်းဆိုတာလို့ကျွန်တော်ဒီ version နဲ့ပြန်ပြောတာပါဆိုတော့အရင်တော့ကျွန်တော်တခြားနေရာမှာထိုင်ပြီးပြောတာဒါပေမဲ့အခုကတော့ဒီနေရာမှာထိုင်ပြီးပြောတာပေါ့ဆိုတော့အဲ့ Thomas Edison ကအဲ့အချိန်မှာရန်အောင်မင်းနဲ့လူတယောက်ဖြစ်နေပြီ तू ကဘာလုပ်လဲလို့မေးလို့ဆို ျွန်တော်ဒါ DC direct car ran နဲ့ကျွန်တော်ဒါ me aim နေအတုံးပြူတာတို့ဘာလို့သူကလှုပ်ပြီးတော့အဲ့ဒါကြီးရောင်းပြီးသူစီးပွားရေးရှာနေပြီအဲ့အချိန်မှာ Nikola Tesla ဘာမှမဖန်တီးရသေးဘူးဒါပေမဲ့အဲ့ Nikola Tesla နဲ့သူနဲ့တွေ့ွားတဲ့အချိန်မှာဗျာ Nikola Tesla နဲ့ တောမက်အက်ဒီဆင်နဲ့နှစ်ယောက်က laboratory မှာတွေ့တွေ့တယ်တွေ့တွေ့တဲ့အခါမှာ Nikola Tesla မှာ AC motor ဖန်တီးပွားတယ်အဲ့လို AC motor ဖန်တီးပြီးတော့ Nikola Tesla တောမက်အက်ဒီဆင်ကိုရောင်းဖို့ကြိုးစားတယ်ငါ AC motor မင်းပြန်ရောင်းမယ်ဆိုပြီးပြောတယ်အဲ့ဒါတောမက်အက်ဒီဆင်ကပြောတယ်ငါ AC motor တော့ငါမင်းစီရမွေးအခုလက်ရှိ DC motor ကိုပဲပိုကောင်းအောင်လုပ်ပေးဆိုပြီးပြောလိုက်တယ်ဆိုတော့အဲ့လိုပြောလိုက်ရင်တကယ်လို့လုပ်ပေးတယ်ဆိုရင်မင်းကဒေါ်လာ9000ပေးမယ်ဆိုပြီးတော့တောမက်အက်ဒီဆင်က Nikola Tesla ကိုပြောလိုက်တယ်အဲ့တော့ Nikola Tesla ပတ်စံမရှိဘူးပြလုံးဝပတ်စံမရှိလို့တောက်ဆိုတော့ပတ်စံလို့ဒီနေ့တော့ DC motor ကိုသူအကောင်းဆုံးဖြစ်အောင်သူဖန်တီးလိုက်တယ်သူလုံးဝ project လည်းပြီးပြီးတော့သွားအပ်တဲ့အချိန်မှာတောမက်အက်ဒီဆင်ကိုသွား ပြောတယ်ဒီ project တော့ပြီးသွားပြီကျွန်တော်ဒေါ်လာ9000ပေးမယ်လို့ပြောတာပေးပါဦးလို့ပြောတော့ငါမင်းပတ်စံမပေးနိုင်ဘူးငါမင်းစလိုက်တာဖာညာနဲ့အဲ့လိုပြောလိုက်တယ်အဲ့ချိန်မှာနီကိုလက်တက်စလာပထမဆုံးတစ်ချိန်အရန်ကိုတောင်းဖြစ်သွားတယ် အဲ့ဒါလည်းပြီးတော့လူမီးရောင်းတဲ့စီးပွားရေးသမားနှစ်ယောက်ကနီကိုလက်တက်စလာကိုလာတွေ့တယ်။လာတွေ့ပြီးတော့အဲ့လိုမျိုးပဲသူ့မျိုး project တစ်ခုကိုဖန်တီးပေးဖို့ပြောတယ်။ဒါပေမဲ့အဲ့အချိန်မှာအခုအချိန်နီကိုလက်တက်စလာဘာပြောလဲလို့မသိဘူးဆိုတော့ကျွန်တော်ကိုအဲ့ project တွေဖန်တီးဖို့ကျွန်တော်မလုပ်ဘင်းနဲ့။ကျွန်တော်အခုလက်ရှိ AC motor ထုတ်နေတယ်။ AC motor ကတော့ထုတ်ပြီးသွားပြီ။ဒီအောင်ပိုကောင်းအောင်လုပ်ဖို့အတွက်ပဲကျွန်တော်ကို fan ငွေထုတ်ပေးနိုင်မလားလို့မေးတယ်။အဲ့ business man နှစ်ယောက်ကလည်း fan ငွေထုတ်ပေးလိုက်တယ်။အဲ့လိုထုတ်ပေးပြီးသူလုံရင်လုံရင်ထဲမှာတစ်ဆင့်သူ့မကြိုက်တော့ဘူးဆိုပြီးအဲ့လိုထုတ်ပလိုက်တယ်။အဲ့အချိန်မှာဗျာသူ့မှာလုံးဝပတ်စံမရှိတော့ဒုတိယအခါ down တယ်။ဆိုတော့လူတွေဆိုတာကျွန်တော်တို့သိရတဲ့လောက်ပါဗျာ။သူတို့လူကျင်တဲ့အချိန်မှာပဲသူတို့ ကျွန်တော်တို့ယူသုံးသွားတာအဲ့လိုမျိုးပဲနီကိုလက်တက်စလာကိုလည်းအဲ့လိုမျိုးပဲသူလိုအပ်တဲ့အချိန်ပဲယူသုံးသွားတာနီကိုလက်တက်စလာဗဟုသုတတွေပညာတွေလည်းရအောင်နီကိုလက်တက်စလာကိုအလုပ်ထုတ်လိုက်အောင်ဆိုအလုပ်ထုတ်လိုက်တဲ့အချိန်မှာနီကိုလက်တက်စလာလုံးဝပတ်စံမရှိတော့ဘာမှလုပ်လို့လုပ်လို့မရတော့ဆိုတော့အဲ့ဒီအချိန်မှာသူနောက်ဆုံးစောက်လုပ်ရေးလုပ်ငန်းမှာမြေကြီးတူးတဲ့အလုပ်တွေဘီလက်မြင့်တဲတဲ့အလုပ်တွေသူလုပ်နေရတယ်အဲ့လိုလုံရင်းလုပ်နေမှာတက်စင်သူတို့အလုပ်ထဲမှာရှိတဲ့ supervisor ရောသူကအရင်ကအဲ့လိုမျိုးဒီ science နဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့ပုံမှာ AC motor ကိုသူဖန်နေလိုက်တဲ့ပုံမှာသူကမဂဇင်းတွေပါရဲ့ထဲမှာတဖြည်းဖြည်းသူကနာမည်နည်းနည်းလေးရလာတယ်ဒါပေမဲ့အဲ့နာမည်နည်းနည်းရလာတဲ့သူကစောက်လုပ်ရေးထဲမှာသူကလုပ်နေရတယ်သူ supervisor သူတည့်ရဲ့ sign scientist တယောက်နဲ့ကိုမိတ်ဆက်ပေးတယ်။မင်းသူနဲ့ဆက်ဆက်ပြီးတော့နည်းနည်းလေးလုံးကြည့်ပါလားဆိုပြီးတော့အဲ supervisor လည်းအရင်သဘောကောင်းတယ်ဗျာ။သူတို့ဆောက်လိုက်တဲ့ရှင် supervisor အရင်သဘောကောင်းတယ်။ဆိုတော့အဲ့လိုမျိုးဆက်ဆက်မိသွားတဲ့အပေါ်မှာသူကသူပြောပြတယ်ကျွန်တော်ဒီ AC current နဲ့ကျွန်တော်ကဘာကြီးကိုကျွန်တော်လုပ်ပေးခြင်းနဲ့ပြီးနောက်တစ်ခုကကျွန်တော်ဒီ clear sheet ကိုကျွန်တော်ဒီအခုလက်ရှိကျွန်တော်တို့သုံးနေတဲ့ clear sheet ကိုကျိုးမဲ့ system ကိုကျွန်တော်တို့သုံးလို့ရအောင်သူစဉ်းနေမှာ။ဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဒီ cloud ဖွင့်နိုင်တယ်ဗျာ။ဒီ cloud ဖွင့်လိုက်တာနဲ့ဒီကျိုးတွေမပါပဲနဲ့ဂျားတွေကျိုးတွေမပါပဲမီးလင်းလာတဲ့ပုံစံမျိုးတွေ။ဆိုတော့သူကအဲ့ဒါတွေဖန်တီးဖို့သူကလုပ်တယ်။အဲ့ထက်ကပလန်ချတာဗျာ။ဆိုတော့အဲ့လိုမျိုးအခြေအနေမှာဒါပေမဲ့အခုအခြေအနေမှာတော့အဲ့နီးပညာ န်နည်းနည်းလေးတော့ကျွန်တော်တို့ရောက်လာပြီအခုလက်ရှိကျွန်တော်တို့ iPhone ထဲမှာ Siri ရှိတယ်ဆိုရင် Siri နဲ့ထုံးတဲ့မီးတွေရှိတယ်ဗျာဆိုတော့အဲ့ဒီပညာကျွန်တော်နည်းနည်းလေးတော့ဟိုရှေ့ရောက်လာပြီလို့ပြောလေဒါပေမဲ့အဲ့ဒါကိုဟိုးအရင်ကနီကိုလက်တက်စလာစတင်ခဲ့တာ1800ကျော်တယ် အဲ့ဒါနဲ့အဲ့သိပ္ပံပညာရှင်ကဘာပြောလဲလို့မေးဆိုရင်မင်းဘန်မှာရှိတဲ့လူတရားကိုသွားတွေ့သွားတွေ့ပြီးတော့သူပြောပြလိုက်တယ်ဗျာဆိုတော့ဒီလူကိုသွားတွေ့ပြီးတော့မင်းလုပ်ခုတဲ့ project တွေပြောပြလိုက်ပြောပြပြီးတော့မှတစင်ဘာလုပ်သိလဲငါ့ကို fan ငွေပေးမလားဆိုပြီးပြောဆိုပြီးပြောတယ်အဲ့နဲ့သူဘန်ရှိတဲ့သူတရားကိုသွားတွေ့ပါတယ်အဲ့ဘန်ကိုသွားတွေ့ပြီးတော့ဘန်လည်းသူ fan ငွေထုတ်ပေးတယ်အဲ့ထုတ်ပေးတဲ့အချိန်မှာသူစပြီးလုပ်တာ alternative current layer set ဆိုပြီးတော့ကျွန်တော်တို့အခုလက်ရှိသုံးနေအဲ့ဒီအချိန်တော့ကျွန်တော်တို့သုံးနေ layer set ကဘာလဲလို့မေးဆိုရင်ဒီ layer set ဆိုရင်မီးထုံးကိုပဲကျွန်တော်တို့သုံးကြတာဒါပေမဲ့အဲ့မှာ Nikola Tesla ဘာလုပ်လိုက်လဲလို့မေးဆိုရင် layer set ကိုသုံးပြီးပန်ကာဖွင့်လို့ရအောင်လို့ layer set ကိုသုံးပြီးတော့တခြား system နဲ့အသုံးပြုလို့ရအောင်ဆိုပြီးသူစပြီးဖန်တီးလိုက်အဲ့နောက်ပိုင်းမှာအဲ့ကုမ္ပဏီကရှိတဲ့ engineer တွေနဲ့သူအများကြီး project တွေအများကြီးလုပ်ခဲ့တယ်အဲ့မှာစပြီးမနာလိုမှုကစတင်တာပဲဘလို့စတင်တယ်လို့မျိုးဆို Thomas Edison ရဲ့မနာလိုမှုကျွန်တော်ပြောရမယ်ဆိုရင်ဗျာ Thomas Edison က Edison နဲ့မီးရောင်းနေတာဒါပေမဲ့သူက AC နဲ့ပန်ကားတွေထုတ်လုပ်တဲ့ပုံစံမျိုးတွေသူကလုပ်တာဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးမှာ Thomas Edison ကိုတဖြည်းဖြည်းတိုက်ခိုက်လာ Thomas Edison ကတဖြည်းဖြည်းနာမည်ကျလာတယ် ဘာစလုပ်လဲလို့မြင်ဆိုတော့တောမတ်အက်ဒီဆင်ကခုံတခုံလုံးလိုက်တယ်ဗျအဲ့ခုံမှာရှိတာသူအဲ့ခုံသူက AC current ပေးပြီးတော့အဲ့ခုံမှာအပြစ်သားတွေကျွန်တော်နိုင်ငံဟိုနိုင်ငံမှာရှိတဲ့အပြစ်သားတွေရှိတယ်ဗျအဲ့အပြစ်သားတွေကိုအပြစ်ပေးတဲ့ပုံစံမျိုးတွေသူတို့သေွားတဲ့ပုံစံမျိုးတွေသူကလုတ်ပြတယ်လုတ်ပြပြီးတော့အဲ့ဒါသတင်းစာတွေကိုတော့ကြော်ညာတယ်ဆိုတော့အကောင့်တွေမြောက်တွေပါတွေအဲ့ခုံပေါ်မှာထိုင်ခိုင်းပြီးတော့ AC current ပေးတော့သူတို့တွေကသေွားပါဗျာဆိုတော့ AC current ဆိုတာလူဒုက္ခပေးနိုင်တယ်လူကိုသေစေနိုင်တယ်ဆိုပြီးတော့တောမတ်အက်ဒီဆင်ကအဲ့လိုမျိုးလူတွေကိုလှည့်စားလိုက်တယ် marketing စချတယ်အဲ့လိုစချတဲ့အချိန်မှာ Nikola Tesla ဘာလုပ်လဲလို့မြင်ဆိုဘာမှမလုပ်ပါဘူးဘာမှ action မယူဘဲနဲ့သူကသူ့အလုပ်ကိုသူကသူ ူလုံနေတယ်။ပြီးတော့သူဖန်တီးရတာတွေအများစုသူ credit တော့မယူလာခဲ့ဘူး။သူဖန်တီးတာတော်တော်များများသူ credit မယူခဲ့ဘူးဗျာ။ဆိုတော့အဲ့နောက်ပိုင်းမှာဘာဖြစ်လဲလို့မေးလဲဆိုတော့ကျွန်တော်တို့ဒီ radio ဖန်တီးတဲ့လူတယောက်ကျွန်တော်တို့သိကြမှာပါတော်တော်များများ radio ဖန်တီးတာတော့ Mark Conney ဆိုပြီးကျွန်တော်တို့သိကြတယ်။ဒါပေမဲ့အဲ့ radio ဖန်တီးခဲ့တာ Mark Conney ဖြစ်ပေမဲ့ radio ဖန်တီးခဲ့တဲ့အထက်ကနီးပညာ Nikola Tesla ရဲ့နီးပညာ Nikola Tesla credit မယူခဲ့ဘူး။ဆိုတော့ကျွန်တော်ဒီမူပိုင်ခွင့်မယူခဲ့ဘူး။မယူခဲ့တဲ့အတွက်ဟိုမှာဒီ radio ဖန်တီးတဲ့ Mark Conney က radio ဖန်တီးပြီးတော့သူ Nobel ဆုတောင်းရပါတယ်။ Nikola Tesla ရသေးတယ်တော်တော်များများမရရှိခဲ့ဘူး။အခုနောက်ပိုင်းဆိုလဲ Nikola က်တက်စာတွေလုတ်ခဲ့တဲ့ project တွေအများကြီးအခုနောက်ပိုင်းအကောင့်ထဲပေါ်တာတွေအများကြီးလုတ်လာပါပြီကျွန်တော်လျှက်စိတ်ကိုကြိုးမဲ့စနစ်တောင်ထုံမဲ့ဟာတွေကျွန်တော်ပြပြရမယ်ဆိုရင် Nikola Tesla ကနည်းနည်းလေးအသုံးမချခဲ့ဘူးဆိုပြီးကျွန်တော်ယူဆလို့ရတယ်ဗျာဘာဖြစ်လို့လဲကျွန်တော်ဘာဖြစ်လို့အသုံးမချရလဲလို့မြင်သူ့မှာ phantom မှုဆိုတဲ့သူ့မှာဟွာရှိတယ် knowledge ရှိတယ်ဒါပေမဲ့အဲ့ knowledge ကိုသူ marketing မချတတ်ဘူးအဲ့ marketing မချတတ်တဲ့အပေါ်မှာကျွန်တော်တို့အတိအကရှိတဲ့ knowledge နဲ့ marketing နဲ့ဟုတ်ပါမှာကျွန်တော်တို့က money ဆိုတာထွာလာမှာဆိုတော့ကျွန်တော်တို့ရဲ့ marketing science ပဲဗျာအခုလက်ရှိကျွန်တော်ချင်းချင်းပြောရမယ်ဆိုလူတယောက်ကဘယ်နေရာမှာအားတာလဲအဲ့ဒါအားတာတာသူ့ဘဝအတွက် knowledge ပဲ ဲ့ knowledge ကိုကျွန်တော်အဲ့ knowledge ကိုထားပြီး marketing ဘယ်လိုဆင်းမလဲအဲ့ marketing နဲ့ knowledge နှစ်ခုပေါင်းတော့မှပဲကျွန်တော်ပတ်စံစွာထွက်လာဆိုတော့ Nikola Tesla သူက knowledge တစ်ခုပဲရှိပြီးတော့ marketing မချတတ်တဲ့အတွက်ဟိုမှသူမှရှိတဲ့ knowledge တွေအကုန်လုံးတော့သူအသုံးပြုခဲ့တယ်ဒါပေမဲ့ပတ်စံလုံးဝမရှိဘဲနဲ့နောက်ဆုံးပြသူတေကန်နေတော့မှ biscuit တစ်ခုနဲ့နွားနုတစ်ခွက်တောက်ပြီးတော့တေသွားတယ်ဆိုပြီးတော့ကျွန်တော်တို့ကြားလိုက်ရတယ်ဆိုတော့ အခုလက်ရှိ science ကိုစိတ်ဝင်စားတဲ့လူတွေတော်တော်များများလဲ marketing ကိုလေ့လာတာပါဆိုပြီးတော့ကျွန်တော်ဒီနေရာနဲ့အကြံပြုလိုက်ချင်ပါတယ်လူတွေဆိုတာပြမအောင်ငယ်အဆင့်30ကိုကြော်ဖြတ်ရတယ်နံပါတ်1ချက်ဘာအဆင့်လဲလို့မေးရဆိုရင်လူတွေစပြီးတော့မုံတိလာတဲ့အဆင့်ဆိုတော့အဲ့ဒီအဆင့်မာတွေကလူတယောက်ကြာရှုံးသွားပြီဆိုရင်တော့သွားပြီလူတွေပထမအဆုံးမင်းကိုမုံတိလိုက်မယ်ဒုတိယအချက်လူတွေစပြီးတော့မင်းကို ဆွဲချလာလိုက်မယ်မနာလို့ဖြစ်လာလိုက်မယ်ဆိုတော့မနာလို့ဖြစ်လာလိုက်မယ်အဲ့ဒီချိန်မှာမုံပြီးသွားရင်မင်းမနာလို့ဖြစ်တော့မှာဆိုတော့အဲ့မနာလို့ဖြစ်ပြီးသွားရင်မင်းဘာလုပ်တော့မလဲစပြီးတိုက်ခိုက်လာတော့မှာအဲ့စပြီးတိုက်ခိုက်လာပြီဆိုရင်မင်းနောက်ဆုံးဆင်ရောက်တယ်အဲ့နိုင်တိုက်ခိုက်တဲ့အဆင်ကတော့ကြော်သွားပြီဆိုရင် မအောင်မြင်မှုဆိုရရပါတယ်ဆိုတော့ကျွန်တော်ပြောပြနေတာဗျာအခုလက်ရှိအထိ तू ကဘာလဲဆိုတော့ဒီ Thomas Edison တဲ့တိုက်ခိုက်မှု तू မခံနိုင်ခဲ့ဘူးမခံနိုင်ခဲ့လို့ तू အကြီးမအောင်မြင်ခဲ့ဘူးဗျာ तू ဘဝမှာအခုလက်ရှိ तू အောင်မြင်ခဲ့တယ်ပြောပေမဲ့နောက်ဆုံး तू တေငံနေမှာဗျာ तू तू ဘဝအတွက်အောင်မြင်မှုဆိုတော့ဘာလဲလို့မသိလူတစ်ယောက်နဲ့တစ်ယောက်ဆိုတော့အောင်မြင်မှုကမတူနိုင်ဘူးလေဆိုတော့ Nikola Tesla ရဲ့အောင်မြင်မှုက तू ဖတ်တီးမှုတွေအကုန်လုံးပဲဆိုပြီးလို့လား तू ခံယူရလားတော့မသိဘူးဒါပေမဲ့ကျွန်တော်ဘဝအတွက်အောင်မြင်မှုကြတော့တခုဗျာ Nikola Tesla ဘဝရဲ့အောင်မြင်မှုကြတော့တခု तू ဘဝမှာ तू satisfy ဖြစ်နေရင်တော့ဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကတော့ तू ပုံစံကိုကြည့်ပြီးတော့ကျွန်တော်ကိုယ်တိုင်တော့ satisfy တော့မဖြစ်ဘူးဗျာဆိုတော့ကျွန်တော်ဒီအဆင့် ်30ကိုကျွန်တော်တို့ကြော်ဖြတ်ပြီးပါတယ်ဆိုတော့အောင်မြင်မှုဆိုတာကျွန်တော်တို့ရဲ့တစ်ဖက်ကလန်းပါပဲဗျာဆိုတော့လူတွေတိုက်ခိုက်လာပြီဆိုရင်ကိုဘွားကိုအလုံးလုံးတာမှန်လာပြီလို့ပြောလို့ရတယ်အဲ့မှန်လာပြီဆိုရင်မင်း82ပါတော့ဘရောမှတော့မဆိုးပါနဲ့နောက်ဆုတ်ဖို့ဘရောမှမစင်းစားပါနဲ့လူတွေစပြီးတိုက်ခိုက်လာပြီဆိုရင်အခုလက်ရှိကျွန်တော်ကိုယ်တိုင်လည်းအများကြီးတိုက်ခိုက်ခံနေရပြီဗျာဆိုတော့ကျွန်တော်ပြောပြချင်တာဒီနေရာမှာတိုက်ခိုက်ခံရတယ်ကျွန်တော်တို့ခေါင်းကိုမခံနဲ့ဗျာခါလီကောင်းပြန်မောပြတယ်အဲ့ဒါမှလည်းကိုမွေးဆိုတာသိတယ် Thank you